မိုးရေရှည်တဲ့ကျင်းပခဲ့တဲ့ဟင်းဝီရံနဲ့စုပ်ပြည့်တဆိုင်ရဲ့မင်္ဂလာပွဲကိုနမေကြီးနုပညာရှင်တွေဘသူမှရှောင်မလာတဲ့နောက်ွယ်ကကြောင်းရင်အခုချိန်မှာလူပြောများနေတာကမြန်မာနိုင်ငံထိတ်တန်းနမေကျော်မင်းသားတလဲဖြစ်တဲ့ဟိဝီယန်နဲ့ပြိတက်တည်းရဲ့အချက်တော်မင်းသမီးကျော်နေစုပြည့်တစင်တို့ရင်မင်္ဂလာနမေရှိထိုးပွဲမှာနမေကြီးမင်းသမီးမင်းသားတွေမလာကြတဲ့တဲ့င်းမှာဒီမင်္ဂလာပွဲရဲ့ဓပ်ပုံတွေတက်လာလာခြင်းမှာပဲပြိတက်တည်းအလုံးအံ့အားတင်ပြီးတတိထားမိလိုက်တဲ့အချက်တစ်ခုရှိပါတယ် အဲ့ဒါကတော့ဒီလောက်ကြီးကျယ်ခန္ဓာတွေထိတ်တန့်မှုပညာရှင်တွေရောက်ရင်မင်္ဂလာပွဲမှာမိသားစုဆွေမျိုးသားချင်းတွေနဲ့မင်းသမီးနန်းစုရဲ့ဒီစုတယောက်ကလွဲလို့တခြားနာမည်ကြီးမှုပညာရှင်ကျယ်ပွင့်တွေတယောက်မှကိုမတွေ့ရတာပါပဲ။ဒါကြောင့်ပြည်သက်တီကြောင့်မှသူတို့ကမှုပညာရှင်တွေကိုမဖိတ်တာလား။ဒါမှမဟုတ်တိတ်တဆိတ်ပဲလှုပ်လိုက်တာလား။မိဆွေတငယ်ချင်းတွေနဲ့များအဆင်မပြေဖြစ်နေကြသလားဆိုရင်မိကောင်မောင်များစွာထွက်ပေါ်လာခဲ့ပါတယ်။တကယ်ဖြစ်မှန်ကတော့အားလုံးထင်တယ်လို့မဟုတ်ပါဘူးရှင်။ ဒီမင်္ဂလာလက်မှတ်ရေးထိုးပွဲလေးကိုသူရုံတို့ရဲ့အလွန်တိတ်ပဲရှိနေတဲ့တနေ့ဖြစ်တဲ့နိုဝင်ဘာလတရနေ့သူတို့ရဲ့ချစ်သူတတန်း6နှစ်နဲ့6လအတီပြည့်တဲ့နေ့မှာကျင်းပခဲ့တာပါပြီးတော့ဒီပွဲကိုသူတို့ရဲ့မိတ်ဆွေနုပညာရှင်တွေကိုလည်းဖိတ်ကြားထားခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲအဲ့ဒီနေ့မှာရန်ကုန်မြို့ကြီးတစ်ခုလုံးမုန်တိုင်းဝင်တယ်လို့မိုးရီဆက်မပြတ်သဲထန်စွာရွာသွန်းခဲ့ပါတယ်။နေရာနံပြားမှာရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်ခဲ့ပြီးလမ်းခီးခက်ခဲတွေအများကြီးဖြစ်ခဲ့ရပါတယ်။ ဒီမိုးတန်ချောင်းမေဖိတ်ကြားထားတဲ့နာမည်ကြီးနှုပညာရှင်တွေမိတ်ဆွေတွေဟာသူတို့ရဲ့မင်္ဂလာပွဲကို မလာရောက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။သူတို့သမီးလေးစုပြည့်တစင်ဆိုရင်သူမရဲ့အမှတ်တရနေလေးမှာဒီလောက်မိုးတွေရွာနေတဲ့အတွက်မင်္ဂလာပွဲလေးပြတ်သွားမှာကိုဆိုရင်ပြီးတညာလုံးတော့စိတ်ပူပြီးမအိပ်နိုင်ခဲ့ဘူးလို့နီးစပ်သူတွေကဆိုပါတယ်။ ဒါပေမဲ့အချက်စစ်တို့ရဲ့မင်္ဂလာပွဲမှုလို့ထင်ပါရဲ့။မိုးရီဘလောက်ရွာရွာရှည်ရီဘလောက်ကြီးကြီးသူတို့စီစဉ်ထားတဲ့နေရာလေးမှာပဲမြမယူရပတိန်ထီလှန့်လာလေးတွေကိုအလုံးဝိုင်းဝန်းဆောင်ပြီးတော့မိုးရီရှည်ရီမှာပဲအရှမ်းကိုရိုမက်တစ်ဆန်ဆန်နဲ့ကြက်တီးရှိစွာမင်္ဂလာလက်မှတ်ရေးထိုးပွဲကိုအောင်မြင်မြင်ကျင်းပနိုင်ခဲ့ပါတယ်။ အမှုပညာရှင်တွေမလာနိုင်ခဲ့ပေမယ့်ဒီပွဲရဲ့ခံနာမှုကတော့လုံးဝကိုရော့မသွားခဲ့ပါဘူးအထူးသဖြင့်တတူသမီးစုပြည့်သစဉ်ဝစ်စင်ထားတဲ့ယရနာတွေပါဒါကပါကျော်တိုက်တန်နဲ့ရုပ်ရှင်တွေကလဲဆွဲလိုမျိုးအာဖရိကစိမ့်ပြာစစ်တွေပါတန်ဖိုးကတော့အမေရိကန်ဒေါ်လာတန်းရနဲ့ချီတန်ဖိုးရှိတယ်လို့ဆိုကြပါတယ်မြန်မာပြည်မှာတော့ဒီလိုမျိုးစိမ့်တွေကိုဘယ်သူမှမဝစ်စင်နိုင်သေးပါဘူးဒီလောက်တန်ဖိုးကြီးတဲ့ယရနာတွေနဲ့မိုးရေချားတွေမှာကျင်းပခဲ့တဲ့မြင်ကွင်းကတကယ့်ကိုရှားပါလွန်လာပါတယ် နောက်ဆုံးပြည်ထက်တင်ရှင်းရှင်းလင်းလင်းတည်သွောင်းအောင်ပြောချင်တာကတော့အခုနိုဝင်ဘာလတရနေ့ကျင်းပခဲ့တာဟာနှစ်ဖက်မိဘဆွေမျိုးရင်းချာရင်းနဲ့ပြုလုပ်တဲ့မင်္ဂလာလက်မှတ်ရှိထိုးတည်ပြီးပွဲလေးတာဖြစ်ပါတယ်။တကယ်ကြီးကျယ်ခမ်းနားတဲ့အမှုပညာရှင်မောင်နှမတွေအားလုံးစုံစုံလင်းလင်းတက်ရောက်မဲ့သူတို့နူရဲ့မင်္ဂလာဧကံပွဲကြီးကိုတော့နောက်မဲ့နိုဝင်ဘာလ14ရက်နေ့မှာတည်တံ့ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီနေ့ကျရင်တော့တက္ကသိုလ်ကလုံးကအမှုပညာရှင်ကျယ်ပွင့်နေစုံလင်စွာနေသူတို့စုံတွဲရေးမင်္ဂလာပွဲကိုကုန်းပြုကြည့်ရှုရမှာမို့ပြိဿကြီးလည်းရှင်းကုံစွာနဲ့စောင့်ကြည့်ကြပါအောင်ရှင် အခုတော့မိုးရဲရေထဲမှာတော့ပတိန်ထီးလေးတွေနဲ့အလမပြတ်ချက်တည်းရှိခဲ့တဲ့စိုးပြေတစင်နဲ့ဟင်းဝီရန်တို့ရဲ့ဆုံတွဲအတွက်ဂုံယူစကားလေးတွေကိုပြောပြခဲ့ကြပါအောင်ရှင်။